ဘူးရှောက်ချင်တဲ့လမ်းရှောက်အောင်ပါပဲကျွန်တော်လို့လေကျွန်တော်အဖေကအရင်တော့ဖះကြီးပြကတ်တယ်ဖះကြီးဖရီကြီးပြကတ်တယ်စီဒီကြီးပြကတ်တယ်ဒါပေမဲ့ကျွန်တော်ဒီဘက်အမှုပညာရေးရလာဘာမှလည်းမစားဘယ်အဲ့လိုမျိုးပေါ့နော်သူကလည်းသူဖြစ်ချင်တော့အာလာပြောမှာပဲကျွန်တော်ကသူသူတမိဖြစ်ချင်တယ်ဘလူဖြစ်ချင်တယ်ဘာဖြစ်ချင်တယ်အဲ့လိုလာပြောမှာပဲအဲ့လိုတော့မရှိသေးဘူးပြီးခဲ့တဲ့နှစ်ကတော့သူကသူရှူရှူရှောက်ချင်တယ်ဆိုတော့ကိုကလည်းအဲ့တော့ကလည်းအားနေတာအမြဲတမ်းကိုကလည်းမအားများတယ်မအားများတော့အိမ်ထဲကတိတ်မသွားဖြစ်ဘူးအိုင်းနေကတော့ passport လို့ရင်းနဲ့သူ့ passport လို့ရင်းနဲ့အဲတခါတော့ဝင်သွားတာဒါအဲ့အဲ့လိုဟိုလိုပြုပြီးတော့အရေးကြီးတော့ကြီးတော့မျောလင်းထားတော့မရှိပါဘူးဟုတ် MSP သူကိုယ်တိုင်ကလည်းဒီနှစ်ကလည်းကြောင်းတက်နေတော့လေဆောင်းပွဲဖြစ်နေတယ်သူသူကိုယ်တိုင်ကမအားရပါနဲ့အဲအားကြောင့်ပါပါတယ်ကျွန်내ကတော့မရှိဘူးနောက်ပြီးတော့ဟိုတိ ਉ ဆောင်လဲဝါသနာပါလာမပါလာတော့ကိုကိုယ်တိုင်တော့တေချာမမေးရသေးအာဟိုတလောကတော့သူ့အတူပေါ့နော် ။ तू อ่ะ तू လောက် तू อ่ะ तू အရင်ပြီးခဲ့တဲ့နှစ်ကွာတော့ तू อ่ะ तू ရှူရှူရှောက်ချင်နေဆိုတော့ကွာလဲအဲ့တော့လဲအားနေတာအများနဲ့ကိုလည်းမအားများတယ်။မအားများတော့အိမ်နဲ့တိတ်မသွားဖြစ်ဘူး။အိုင်းနေရတော့ passport လိုရင်းနဲ့ तू passport လိုရင်းနဲ့အဲတခါတည်းဝင်သွားတာ။ဒါအဲ့အဲ့လိုဟိုလိုပြုပြီးတော့အရင်တော့ကြီးတော့မျောလင်းထားတော့မရှိပါဘူး။ तू ကိုထိုက်ကိုကဘယ်လိုပြောမလဲလူတယောက်ဆိုတာတကယ်ကိုလိုချင်တတ်မှတ်ပြီးတော့ဒီဟာကို ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ဆိုကလေးတိုင်းမှာရှိတယ်ကျွန်တော်တို့ဒီမှာလည်းရှိတယ်ကျွန်တော်တို့ကဒါဘယ်လိုပြောမလဲဆိုတော့ဒီထဲမှာအဲ့လောက်ထိပေါ့နော်ဖြစ်ကျင်တဲ့စိတ်မထားခဲ့လို့ပေါ့နော်အဲဒါပေမဲ့ ဟိုအလုတ်ကိုတော့အကောင်းဆုံးလုတ်တဲ့အခါမှာတော့နေရတနေရရတာပေါ့အဲ့လိုပေါ့ကိုတကယ်ဖြစ်ချင်တယ်တကယ်ဖြစ်ကိုဖြစ်ရမယ်ဆိုဒါကတော့ကျွန်တော်ပြည့်တဲ့ဒီရှိမှလည်းပြောရပါတယ်လူတိုင်းမှာကျွန်တော်တယောက်တည်းလုံးမပါဘူးဘယ်သူမှလည်းမပါဘူးလူတိုင်းမှာတကယ်ကိုဖြစ်ချင်တဲ့ဆန္ဒပြင်းပြနေဆိုဖြစ်ကိုဖြစ်ပါတယ်အကောင်းဆုံးကြိုးစားကြပါလို့ပြောချင်ပါတယ်မျိုးဆက်လို့လည်းမရှိဘူးပေါ့နော်ဒီအခုအခုချိန်မှတော့မှပဲကိုကိုတိုင်းတော့မှပဲဘယ်လိုပြောမလဲဒီဟာကြီးနဲ့တခုတည်းနဲ့ ဟိုဘယ်လိုပြောမလဲရက်တီလာတယ်ဆိုပေမဲ့လည်းနောက်ပိုင်းကျတော့ဖြစ်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 နဲ့လွယ်တော့တဲ့ကိစ္စတွေပါလာပြီလေအဲဒါကြောင့်မို့ဟိုအဲ့လိုမျိုးကြီးတော့မရှိဘူးကိုတို့လျှောက်ချင်တဲ့လမ်းလျှောက်မှာပဲကျွန်တော်ဆိုလည်းကျွန်တော်အဖေကအရင်တော့ဖះကြီးပြကတ်တယ်ဖះကြီးဖရီကြီးပြကတ်တယ်စီဒီကြီးပြကတ်တယ်ဒါပေမဲ့ကျွန်တော်ဒီဘက်အမှုပညာလည်းရောက်လာဘာမှလည်းမစားဘူးအဲ့လိုမျိုးပေါ့နော်သူကလည်းသူဖြစ်ချင်တော့ အာလာပြောမှာပဲကျွန်တော်ကဟိုသမီးဖြစ်ခြင်းနဲ့ဘလူဖြစ်ခြင်းနဲ့ဘာဖြစ်ခြင်းနဲ့အဲ့လိုလာပြောမှာပဲအဲ့လိုတော့မရှိသေးဘူးမလားသူ့ရဲ့ဆန္ဒပေါ်ဘူတီတာပေါ့နော်သူ့ဆန္ဒကိုတခြားမေးပြီးမှာပဲပြောမှရမှာဆိုတော့အခုတော့ကျွန်တော်ပြောရေးသေးပါဟုတ်ယူသွက်ခဲ့ရဆိုအလုံးမှာတော့ယူသွက်ခဲ့ရတာပေါ့နော်ကျွန်တော်ကအနုပညာတော့မယူသွင်းဘယ်သူမှမအောင်ပြဘူးသူကသူဝါသနာပါပါမပါပါဒီလောကလည်းလုံးမယ်ဆိုရင်တော့ဒီကင်မရာရှိမှတော့ယူသွက်ရတာပဲအယူတစ်ပိုင်းလို့တော့နေရတာပဲအဲ့ဒါမှပဲဖြစ်တာဟုတ်အဲ့တော့ အဲအဲအဲတခုတော့ရှိတယ်နောက်ပိုင်းကျရင်တော့ကိုကိုတောင်ကအပြင်မှာကမယူရတော့ရင်းတော့အပြင်မှာယူကင်မရာရှိမှယူအဲ့လိုလေ့ကျင့်ရတာပေါ့နော်အဲအခုလိုမျိုးကိုကိုတောင် experience ရလာတဲ့ခါကျတော့ကင်မရာရှိတော့ယူတယ်အပြင်ကျတိတ်မယူရတော့ကျွန်တော်ရုပ်ရှင်လောကလူအများနဲ့လှုပ်တာကိုတူတူတယောက်တည်းနဲ့လှုပ်လို့မရတဲ့ခန္ဓာဆိုတော့လေလူအများကြီးနဲ့လှုပ်တဲ့အခါကျတော့တယောက်တည်းတယောက်နှစ်ယောက်အဲ့လို ဟိုအယောက်40 50ဆိုတောင်တောင်ညှိမှညှိပြီးမှတိုင်ပြီးမှလုပ်လို့ရကိုဖြစ်နေတာတခုလည်းလုပ်လို့မရဘူးကိုဖြစ်နေတာလုပ်တဲ့အချိန်မှာသူများတွေစိတ်တွေအဲ့လိုမျိုးအားလုံးညှိပြီးလုပ်ရတယ်ဆိုတဲ့အခါကျစိတ်ပင်ပန်းတယ်လူပင်ပန်းတယ်ဟလာတိခံရတယ်စိတ်ရှိရတယ်ကိုအဓိကကိုလုံးအောင်မဲ့အလုပ်ကိုပဲအကောင်းဆုံးလုပ်ရတယ်အဲ့လိုမျိုးတွေရှိရပါဘူးကျွန်တော်ကအဲ့လိုမျိုးတော့မရှိဘူးသူတို့လူချင်းတဲ့ကဏ္ဍသူတို့ဖြစ်ချင်တဲ့ကဏ္ဍရှိလို့ရှိရင်တော့ကျွန်တော်ကတော့ဟိုဖြည့်ဆည်းပေးရမှာပဲလေအခုကတော့လောဆယ်ရောသူတို့ကအဲ့လောက် ဖြစ်နေတာမဟုတ်ပထမတစ်ခေါက်ကလည်း तू ကစင်မော်တက်ပြီးပဲလမ်းလျှောက်နေတာအဲ့လိုတိုးဆောင်လုပ်နေတာမဟုတ်ဘူးပြိုင်နေတာများအဲ့လိုပြောအဲ့တော့အဲ့လိုအဲ့လိုပြိုင်ချင်းရအောင်လဲသူပါအဲတခါမှလေ့ကျင့်တာလည်းမရှိဘူးဒီအဓိကတော့ခုနပြောတာပြောသလိုပါကျွန်တော်ဒီကတုံးလွင့်တင်ပြို့ပေါ့နော်ဒီ pressure လာလာပြီး mix up ပွဲကိုလာတယ်ကျွန်တော်ကိုယ်တိုင်နဲ့ပါဝင်ထားတယ်နောက်ပြီးတော့ဟိုပိတ်သက်တွေထူးခြားတွေ့ရမှာကျွန်တော်မြင်နေကြအဖေ character ဖုတ်ပွဲနဲ့ character အသစ်ဆန်းတစ်ခုနဲ့ ဟိုဟိုမြင်ရမဲ့အတွက်ကျွန်တော်လည်းဟိုဘယ်လိုပြောပြလဲဆိုအကြံဉာဏ်ပေးပါအောင်ကောင်းခြင်းဆိုခြင်းကျွန်တော်တို့ဒီသုံးလင့်တွင်ပြမှာအကောင်းဆုံးကြိုးစားထားပါတယ်လို့ပြောချင်ပါတယ်အဲ့အတွက်လည်းမကြည့်ဘူးရှင်အများကြီးကျေးဇူးတင်ပါတယ်မြန်မာစတာပါ